သွားဖို့ရမနော်အခုတစ်ခေါက်ကကြတော့ဟိုဟာ Hitachi Industry ကိုသွားပြီးတော့မှနင်းလာမှဖြစ်ပါတယ်အဲ့ဒီကနေပြီးတော့မှဘယ်လိုမျိုးအတွေ့အကြုံကောင်းလေးတွေပြီးလို့ရှိရင်လုပ်ငန်းကောင်းလေးတွေအခုနန်းလေးဘယ်လိုလေးရမလဲဆိုတာကိုသိချင်လို့သွားတာဖြစ်ပါရှင့်မြန်မာတို့နေနဲ့ဆိုလို့ရှိရင်တော့မိတ်ကလေးတယောက်လည်းဖြစ်တယ်ဆိုတော့ပုံမှန်အားဖြင့်ဆိုတိတ်ပြီးတော့ရင်းနှီးကြောက်မှုမရှိဘူးပေါ့နော်အဲ့ဒါကြောင့်ဒီမှာဒီဟာစိတ်ယုံကြည်လေးဖြစ်တယ်ပြီးတော့ကျွန်တော်ညီမတို့တော့ပထမဆုံး experience လေးဖြစ်တဲ့အတွက်တော့လည်းပဲမှာလို့ဖြစ်ပါတယ် โอเคအဲကျွန်တော်သွားပြီးတော့မှလေ့လာထားပါတော့သူက transformer တွေထုတ်တယ် transformer အကူမှာသူကအဲဤပညာအသင်းနဲ့ပေါ်ထုတ်တယ် oil immense transformer ဆိုကျွန်တော်တစ်ခါမှမကြားဘူးအဲတန်းထဲမှာလည်းသင်ပြရပေါ်တခြား transformer တွေဒါပေမဲ့အဲ့ဒီဟာအစ်စ်အစမ်းဆိုကျွန်တော်အတွက်အတွေ့အကြုံသိရမယ်အဲ့ဒီဟာကိုအခုကိုယ့်ရဲ့နိုင်ငံမှာဘယ်လိုပြန်ပြီးတော့အသုံးချနေလဲဘယ်နေရာတွေမှာအသုံးဝင်မလဲဆိုတာကိုသိရမယ်လို့ကျွန်တော်ညော်လင့်ထားမိပါတယ်ပေါ့အဲအမှကိုယ်နဲ့ဆိုင်တဲ့ technology ဘိုင်းတွေလည်းအများကြီးလေ့လာနိုင်တယ်လို့ပြောရတဲ့အတွက်ကျွန်တော်တို့အဲကိုသွားမှာပေါ့နော်ဒီမှာဒီ Skype ချင်းမှာလေးလာဖို့အတွက်မျှော်လင့်ထားတာပေါ့နော်ဒီအဲဒီကနေမှာအတွင်းကျင်ပညာလုပ်ငန်းပညာရှင်တွေရဲ့ဝန်ထမ်းတွေနဲ့တိုက်ရိုက်ထိတွေ့ပြီးတော့လုပ်ငန်းခွင့်အတွေ့အကြုံလေးပို့မြင်လက်တွေ့မြင်ချင်ပါတယ်ပေါ့နော်အဲ့ဒါလေးကိုတော့မျှော်လင့်ထားပါရှင့် ကျွန်တော်ရဲ့ career opportunity ပြတော့ကျွန်တော်ဒီ visa ကလိုလိုလိုရဲ့ကျွန်တော်ဆိုတာလိုက်တာပေါ့နော်အခုဒီပြီးတော့ဒီ corporate လုပ်ငန်းတစ်ခုရဲ့အဓိက marketing ဘယ်လို run နေလဲဆိုတဲ့အကြောင်းကိုပြည့်စုံအခုဒီ garment site visit ပေါ့ site visit မှာကြားခဲ့အတွေ့အကြုံတွေကိုညီမဒီနောက်ပိုင်းဒီ company မှာလုပ်တဲ့ခါကျရင်အသုံးဝင်အောင်လို့အဲ့လိုမျိုးဒီအဲ့ဒီ mind နဲ့ပတ်သက်ပြီးတော့ပေါ့အဲ့အဲ့ဟာကိုလေ့လာဖို့တော့တော်တော် ကြီးပါเนาะအော် marketing ဘိုင်းနေ IT ဘိုင်းနေဘာလို့ရှိအော် job opportunity တွေ job career ဘိုင်းနေပြင်ပေါ်မှာအော်ဆက်ယုံနေဟိုလက်တွေ့ကိုယ်တိုင်အော် fee ဆင်းရတဲ့အတွက်အော်တွေ့ကြုံတွေ့တယ်တော့အများကြီးရခဲ့တော့ပြီးတော့အော် job opportunity အနေနဲ့ဆိုလို့ရှိရင်တို့ဆီမှာဘယ်လိုမျိုးလုပ်တွေရှိတယ်အော်ဘယ်လိုမျိုးတွေရနိုင်လဲပြောဘာတွေလိုအပ်ချက်ရှိလဲအော်ဒီ new buying အနေနဲ့လိုရလောက်အောင်လဲသာသဖြင့် အာပြီးတော့ကျွန်တော်တို့အနေနဲ့ကြတော့ idea လူတွေလည်း marketing မိုင်းကိုအနေငယ်အခြေခံတော့လေးသဘောပေါက်နားလည်အောင်လည်းရှင်းပြပေးတဲ့အတွက်တို့ရေတခြား feature တွေအများကြီးသိခွင့်ရခဲ့တယ်ကျွန်တော်ကပေါ့နော်အဲ့ဒီကိုစရောက်ပြီးဆိုကြရနေပြီးတော့မှသူက company ရဲ့တစ်ခုလုံးရဲ့အသေးစိတ်ကိုရှင်းပြတယ်ပထမအဦးဆုံးသူတို့ company မှာဘယ်လိုမျိုး marketing တွေလုပ်နေလဲ job opportunity တွေ internship တွေဘယ်လိုခေါ်နေလဲဆိုတာတွေကိုရှင်းပြတယ်ပေါ့ပြီးတော့မှ transformer တွေရဲ့ထုတ်လုပ်ပုံပေါ့ ဆင့်ဆင့်သူတို့ဘလို့ပုံစံနဲ့ထုတ်လုပ်နေတယ်အထဲထဲမှာဘာပစ္စည်းတွေတုံထားတယ်ပြီးတော့ကျွန်တော်ခုနောင်ကပြောခဲ့တယ်လို့ပဲ oil immense transformer ပေါ့အဲ့ဒီဟာတက်လုံးကိုဘလို့ထုတ်လုပ်တယ်ဆိုတာကိုအသေးစိတ်ကအစားလိုက်ပြီးတော့မှရှင်းပြပေးရတဲ့အကြောင်းမလို့ကျွန်တော်သိကျင်နိုင်ဟာရယ်လည်းအားလုံးကိုလည်းသိခဲ့ရတယ်ပြီးတော့မှအဲ့ဒီဟာတွေကိုလည်းကျွန်တော်ကနောက်အနာဂတ်မှာပြန်လည်ပြီးတော့မှပေါ့အသုံးဝင်လာတဲ့နေရာရှိခဲ့သူရှိတော့ပြန်ပြီးတော့အသုံးချမယ်လို့စီစဉ်ထားပါတယ်ရင်းကျစ်တင်ပါတယ်ဗျအော်ညီမတို့ရဲ့ဒီနေ့ ဒီနေ့ visit လာဟိုခီးတရားပေါ့နော်ညီမ transformer တစ်ခုဖြစ်ပေါ်လာအကြောင်းနေရပြီး HR ရ management အပိုင်းတွေပေါ့နော်ကောင်းကောင်းနားလည်အောင်သိခဲ့ရပါတယ်အညီမတို့အနေနဲ့ပေါ့နော်အခုကတော့မတိရဟာပြီးပြီးတော့လေးလာဖြစ်တယ်ပေါ့နော်ညီမတို့ဆိုကြအာတယောက်ချင်းညီတိုင်းမှာအခုကသူက transponder ဆိုလဲပေါ့အဆင်စင်ပြုလုပ်တာတွေကိုလည်းညီမကောက်ကောက်နားလည်ခဲ့ပါတယ်အဲ့အတွက်အကြောင်းမျိုးလို့လည်းအာဘုံစိတ်တိုင်းလည်းအားကြီးရပါတယ်